โอเคပါကျွန်တော်ခုကြည့်ရတော့အထူးမေးစရာမလိုတော့ဘူးဒါကတော့နိုင်ငံတော်ရှူသိရကောင်းလို့လို့ခေါ်ပါတယ်ဒါတော့ EOD မင်းသားချော်လေးဒါမော်ရယ်ပေါ့ဒါတတိဆမင်းသားလေးဒါသူ့ထက်အောင်ပေါ့မဆိုင်ကလာမှလည်း तू အနုပညာကိုချောင်းလာလာနှစ်နှစ်သုံးနှစ်ပဲရှိသေးတယ်ခလေးကနုနေရဒါကြတော့အနည်းဆုံးဒါ6 9နှစ်တော့เนาะ6နှစ်9နှစ်တော့ရှိပြီအဲဒီခလေးတွေက ကျွန်တော်ရဲ့ပါရမီဖြစ်ပျက်တွေလို့လည်းပြောလို့ရပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဗေနီယာတို့ကကျွန်တော်ကအမြဲတမ်းဆက်ဆက်မကွာအခုနားပါရမီဖြစ်နေတာ။ဟုတ်လား။သူတို့ရဲ့ခွန်အားတွေလည်းကျွန်တော်မှအပြည့်ရှိတယ်။အခုလည်းနိုင်ငံခြားခရီးစဉ်မှာဒီကလေးပါအောင်မယ်။နောက်အခုဒုတိယတစ်ခေါက်ကျွန်တော်တို့တွားပြီးဖြောပြမှုရှိပါတယ်။ဒါလည်းဒီဒီကိစ္စပဲကွာ။ဒီဒီရပုံဝင်ပွဲပါပဲ။အပွဲမှာလည်းဒီနေ့ကဒီကောင်လေးပါနိုင်အောင်ကျွန်တော်ကြိုးစားဘာဖြစ်လို့ဆိုတော့ကျွန်တော်ဖြောပြမှုမှာ ဒီကလေးတစ်ဖက်ပါလဲဆိုကျွန်တော်အားပူရှိတယ်ဘာလို့လဲကျွန်တော်ကတာသူ့တိုင်မြင်တယ်ကျွန်တော်အကနေနဲ့သူ့ကနဲ့တူတူပဲလေအဲဖြောပြင်းမှုစမ်းပြားတွေကလည်းကျွန်တော်တို့ဆရာတစ်ဖက်တွေပဲတိုက်ထားတာဟုတ်လားအဲကြောင့်မို့ကျွန်တော်ဖြောပြင်းမှုမှာဒီကလေးတွေပါရင်ပို့အားရှိတယ်နိုင်ငံဆွေရဆောင်းလို့လေနော်စေဘမှာကားရနေတယ်ဒီဘက်မှာကားနေနေတယ်မလျှော့တဲ့ဇေလုံးလာနေတာပြပြပြနေတော့စေဘစီစီ တော့ဆက်လက်တင်ပါတယ်အာကျွန်တော်ရဲ့ဆရာဖေးချချက်ရပါတော့ဘာဖြစ်ဖြစ်ဟိုကိုကကျွန်တော်တို့တစ်ယောက်လုံမယ်ဆိုရင်အာအများဆုံးသိုးစော်လုံနိုင်5000တိတ်ပါတော့ဟုတ်တယ်ဟုတ်တယ်အာကျွန်တော်တစ်ယောက်ထဲနဲ့အခုလိုမျိုးလူပညာလေးနဲ့ဝိုင်းဝန်းပြီးတော့အာပြောပြပြီးတော့ပေါ့ရတဲ့အလူငွေလေးတွေနဲ့တွားလုံမယ်ဆိုရင်ကျွန်တော်အများကြီးအာလူလန်းငွေရှိပါတယ်မှန်ပါပါမှန်ပါအာဟိုကျွန်တော်တို့ဆရာဖေးတိုင်ပြင်ပြီးတော့အာဆရာသားရလားဂျန်ကုန်တက်လာခဲ့ကိုဆရာဂျူလူတွေလဲလုံမယ်ကွာအာဒီလိုလေးအလူကံမြရတဲ့ဟာလေးတွေနဲ့လိုသွားလို့ကြမယ် အဲဆက်တိုက်တွန်းမှုရတော်ပြောပြလားဟုတ်ပါတယ်ကျွန်တော်တို့ဘက်ကရင်းနေတုံနေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီရန်ကုန်မြို့ကြီးကိုအခုလိုခြေချပြီးတော့ဒီလိုကတ်ရမယ်လို့သူမထင်တာဘူးပလာဟိတလုပ်တယ်ဆိုတာဘယ်နေရာမှာဘလို့ရရကျွန်တော်တို့ကတောင်ဝန်ထမ်းဆောင်ဖို့အစဉ်သစ်ပဲအခက်အခဲပေါင်းစုံလည်းကြော်ဖြစ်ရမယ်တောင်ဝန်ရှိတယ်လေအဲကြောင့်မို့အညီလေးရေဒီလိုလိုရှိတယ်လာငါတို့မင်းအမှုပညာလုပ်တယ်ဆိုပြီးပလာဟိတမလုပ်ရင်သူများတွေပြောစမဲ့ဖြစ်မယ်လေအဲကျွန်တော်တို့လုပ်ရမယ်တောင်ဝန်ရှိတယ်လာညီလေးဒါခေါ်တော့တယ်အဲ့လေမင်းရောက်လာစွန့်စားပြီးတော့ဒီလေးရောက်သူလည်းနေမကောင်းနေမကောင်းလေရောမေးစစ်တော့ စီတော့ပြီးတော့အဲ့လိုအတန်ကြီးရဲ့နာနဲ့ခလေးတော့ဆောက်တမနဲ့လို့ချင်းဆိုရတာဒီခလေးကြတော့တအားနုနေတယ်ကျွန်တော်စီမှာတင်တာနှစ်နှစ်ပဲရှိသေးတယ်နှစ်နှစ်အတွင်းနဲ့ကိုစူးစားတာဒီနှစ်တော်တော်လေးကိုထိရောက်သွားပြီဒီခလေးကမကြာခင်ကာလမှာလည်းဒီခလေးကမင်းနာကောက်တယောက်ဖြစ်မယ်လို့ကျွန်တော်ယုံစားတယ်ဘာလို့ဆိုတော့ကျွန်တော်အတိုင်းကျွန်တော်ဆုံးမတဲ့အတိုင်းတေချာကိုအလုပ်လုပ်တဲ့အတွက်ဘော်ရဲမင်းနာချော်ရင်းတုတ်ထအောင်ပါဗျာ ကင်ကြီးလေးနာမည်လေးပြောပြလိုက်ပါဦးနာမည်ကတော့သူချအောင်ပါသားတော့ဆရာပူကြီးရဲ့ပြကြရာသားတို့ညီကိုဒါဒါတော့ကျွန်တော်ရဲ့အကိုအကိုရင်းအရင်အရင်လားအကိုရင်းခါကကျွန်တော်ညီကိုလည်းလာရောက်ပြီးတော့ဆိုတော့မသိဘူးပြကြကြဖေးစီမလို့ပါကပြတာပါဒါပေမဲ့အဲ့လိုကတော့လေအင်းရင်းထဲမှာဘယ်လိုပြောပြမလဲရှက်တလလချင်းမလို့ဖြစ်ပြီးတော့ဩငါ character လုံးနေပါလားဆိုပြီးတော့အစိတ်တက်လေးမွေးရအစိတ်တက်လေးမွေးပြကျွန်တော်တို့ဩငလင်ပေးပြည်သူတွေလှူကျင်တာနဲ့တော့ဒီရှင်နဲ့စိတ်ကတော့ဒီတိုင်းလူဆိုရင် ငါးလုံးတသိန်းပြေကျွန်တော်ပူတက်နိုင်မန္တလေးအကြောင်းမို့ကျွန်တော်တို့တက်တဲ့ကျွန်တော်တို့အမှုပညာကျွန်တော်တို့ချစ်မြင်လို့တဲ့အမှုပညာလေးနဲ့လာရောက်ဖော်ပြပြီးတော့ငလင်ပေးပြည်သူတွေအတွက်လာရောက်အမှုခံပါပါโอเคအဲ့ဒီအလူခမ်းတဲ့တဲမှာကျွန်တော်တို့ဆရာတပည့်တွေကတမ်းမြင်လာတာဆိုတော့ဗာလဲဆိုတော့သူတို့ထင်လာတာစင်ပွပေါ်ကမယ်လို့ထင်လာတာဒါပေမဲ့အခုလိုမျိုးအဲညီဝိုင်းမှာကရတယ်သူတို့ရှင်နေမှာတော့တကယ်ဟိုအမျိုးတော့ခံစားနေရတယ်ကျွန်တော်ကသိပြီးသားဒါပေမဲ့သူတို့မပြောဘူးခေါ်ပြီးမှညီလေးဒီပြူရှိတယ်ဆိုမှဆရာဖြစ်ပါမလား ဘာလို့မဖြစ်ရမှာလို့ငါတို့ကမင်းစိတ်ကြရမှာခေါင်းထဲမှာထွက်ရမှာကပလာဟိတလုတ်တယ်ဘာဖြစ်လို့ငါတို့အကျိုးကျေးဇူးကြောင့်ငါတို့ရဲ့အောင်မြင်မှုငါတို့ရဲ့ကြော်စရာမှုတွေကလူကျင်လို့တော့တာမဟုတ်ဘူးဒီအများဒုက္ခရောက်နေတာငါတို့ခေစုံမှုလုပ်တယ်ဆိုတော့ခေါင်းထဲမှာဖြည့်စုံပြီးတော့သူတို့ကိုရိုက်ထည့်တော့သူကအေးမရှိဘူးဗျာလုတ်မယ်အကိုဆရာတော်လုတ်ရေတွေကကျွန်တော်ဘာလို့မလုတ်ရရမှာတတိတွေမွေးလို့ကျွန်တော်တို့အခုလိုကရရတာပါပြောလိုက်ပါဦးအများကြီးမွေးတာပါကျွန်တော် အခုအချိန်4နိုင်ကျော်5နိုင်ကျော်အမှန်တော့ညညလောက်မှကမယ်ညလောက်မှမိတ်ကြညမိတ်ကြလေအာဗာဗေးမီဒီယာတွေကလာပြီးတော့မှဖြစ်နေတော့အာလေးစားသမှုတွေကျွန်တော်အဝိဇ္ဇာမီဒီယာဝင်ကိုကြည့်ရတော့တော်တော်ပြန်နေပါမယ်။ဒါပြတာနဲ့ကျွန်တော်မီဒီယာမားတွေလည်းပြောပါတယ်ဒါပြတန်းခလိုက်ပါတဲ့မီဒီယာဝမ်းလာစရာပါ။တန်းခလိုက်ပါဆိုတော့အာကျွန်တော်ဆရာလည်းသိဘာဖြစ်မှာကလေးကချိန်ဖြတ်တယ်။အဲ့တော့ဒါပြတာနဲ့တန်းကမှာပါခင်ဗျာ။ကမ်းပါပါနော်။ကြော်ပြမှုတွေတခြားကြည့်သွားပါနော်။ဒါလို့အမှုပညာက ဟိုပြောရမယ်ဆိုရင်တော့သူများတွေရောမင်းတို့ကလည်းအောင်မြင်ခြင်းလို့မြို့မြို့ထွင်ပြီးတော့မင်းတို့လုံနေတာမြမရည်ချင်းမှုနဲ့မညီဘူးဆိုပြီးတော့ line ပေါ်မှာတော်တော်ပြောနေကြရရရှိတယ်เนาะကျွန်တော်တို့စက်ကလာပေါ့เนาะအဲအမြင်ဘာတွေလုံနေရတာပေါ့အဲဟိုမြမရည်ချင်းမှုဖြည့်ဆည်းနေလားလားဆိုပြီးနေကြပါတယ်ဒါပေမဲ့မဟုတ်ပါဘူးကျွန်တော်တို့ရင်ချင်းမှုကထွင်ကန့်ကြတယ်လို့ပြောပါရင်ချင်းမှုကသူများတွေပြောလို့ပေါ့မြမရည်ချင်းမှုကမြမအတိုင်းပဲကနေတယ်တက်တယ် တလိုင်းနဲ့သွားနေတာအဲ့လိုစီစဉ်ကိုကိုစမ်းမင်းပြောတယ်လို့ပဲကျွန်တော်ကိုကိုကြီးအမျက်နှာဆုံးပါတယ်သူလည်းထိုးပေါက်တယ်အမျိုးမျိုးထိုးပေါက်တယ်အဲ့တိုင်သူပုံစံတိုင်းရောကျွန်တော်လည်းသူသူပြောတဲ့စကားလေးတွေကျွန်တော်မှတ်ထားတယ်ကျွန်တော်လည်းဘယ်လိုမျိုးလုပ်ရင်ဘယ်လိုလေးဖြစ်မလဲဆိုပြီးတော့ကျွန်တော်တို့ဆရာတစ်ပည့်တိုင်ပြီးအင်္ဂါတို့ဒီလိုဒီကမယ်အဲနောက်ပြီးတော့ရှေ့တော့ဆရာသမားတွေရဲ့အကကွက်မဖြစ်အောင်ငါတို့ကုကိမင်းသားတွေကိုတွတ်တွတ်လဲ့လဲ့ဖြစ်အောင်ဆိုပြီးတော့အဲ့လိုလေးမြမရင်ချင်းမှုရဲ့အနောက်တိုင်းရင်ချင်းမှုအနောက်တိုင်းဆိုတာဘာကိုပြောတာလဲဆိုတော့အခုစက်ကဆက်ဆံက စက်ကဆဆန်ဆိုလာအခုကျွန်တော်တို့ပကံကလေးပလင်းကလေးတွေခြိုးကလေးတွေအဲ့လို၆လောက်ကလေးဘရိတ်ကတွေပါတဲ့အချိန်မှာသူများတွေကအမင်းနာကမဟုတ်ဘူးလို့ပြောကြပါတယ်အမှန်တော့မဟုတ်ပါဘူးကျွန်တော်နိုင်ငံသားကိုအခုပြောပြီးသွားတော့ကျွန်တော်တို့မေးတယ်မင်းဘာလာလောက်တာလဲကျွန်တော်ပြောရင်ဒန်ဆာပဲပြောရမှာလေဒန်ဆာဆိုလာအကလည်းမှာပါတယ်အဲ့ဒန်ဆာပဲပေါ့အဲ့ဒါမှမြန်မာယဉ်ကျေးမှုကလက်ခါခေါင်းကားချင်တဲ့ဒုတိယဆက်မပြတ်စရာတစ်ခုမှဆိုပြီးတော့ဇကပုတ်လေးရှိထားတယ်အဲ့တိုင်းပဲကျွန်တော်တို့ထွင်ကားတာပေါ့အဲ့ဒါသမျိုးထင်ကြတယ် ထင်ပါဘာမှဖြစ်ပါဘူး။ဟုတ်လို့ဆိုတော့ကျွန်တော်တို့ကအကျိုးစားမှုနဲ့ပရိသတ်ကိုအမြင်ဆန်းဝါးရင်ကျွန်တော်ကျင့်လက်ပြီ။ဟုတ်လားဟုတ်လား။ဘာလို့လဲအမင်းတယောက်လာတဲ့ဒီကကြီးပဲဒီရောဒီကကြီးပဲဆိုပြီးတော့ဆိုရရအဲ့လိုပြောတာရှိတယ်။အဲ့ကြောင့်မို့ကျွန်တော်တို့ကဒါလေးကထွင်ကားခြင်းအားဟိုပရိသတ်တွေအမြင်ဆန်းမယ်လို့ထင်ပါတယ်။နိုင်ငံခြားကပို့ပြီးအခြေကျတယ်။ဘာအခြေဆိုတော့ကျွန်တော်ယူရီးယားမှာသွားကားတော့အဲအင်္ဂလိပ်တွေပေါ့နော်တိုးတိတွေပေါ့တိုးတိတွေကအဲ့လိုဈေးဝယ်ပြီးတော့ဆင်းလာတဲ့အချိန်မှာကျွန်တော်ကအဲ့မှာပကံတွေကပြီးခြေထိုးတွေ ျွန်တော်ကလပ်ပေါ်မှာကနေတဲ့အချိန်မှာသူကဟာဘာလဲဟာသူစံအောင်တွေ့ပါတယ်သူတို့မြင်ထားတာမြမယဉ်ကျေးမှုအကကအဲရိုးရင်ရင်ယူရီးယားကလည်းတိတဲ့အတိုင်းပဲယူရီးယားလည်းညင်ညင်ညောင်းလေးကမြမကလည်းညင်ညောင်းလေးကအဲ့ချိန်မှာကျွန်တော်ကကောင်းကြိုက်ပြီးတော့ကျွန်တော်ဘလို့ထွန်းလိုက်တယ်ဆိုတော့ကျွန်တော်မင်းနာခေါမမဆောင်အဲ့ပါကျွန်တော်မင်းတဲ့ဝစ်စာရာဇဝင်ခစ်ကဟိုပြောမှာဆိုအရှိမင်းနာပုံစံအဲ့လောက်ကိုတစားတောင်ကြီးနဲ့ကျွန်တော်ဝစ်ပြီးတော့ကျွန်တော်ကပြလိုက်တော့ဟာစမ်းလိုက်ရမြမကတမျိုးမမြင်ဘူးတာညင်တော့ အဲ့မှာလာကြည့်ကြပါလိမ့်ရောလာကြည့်ကြတော့လက်ကုတ်တွေတီးကြတယ်အဲ့ချိန်မှာကျွန်တော်ပို့ပြီးတော့လက်ကုတ်တွေပို့ကြခြင်းနေပဲကျွန်တော်ကတော့အဲ့လိုဒီကပြလိုက်တော့အဲ့လိုပေါ့သူများတွေကမမြင်ဘူးတဲ့အမြင်ကိုတွေ့ရတဲ့နိုင်ငံခြားတွေချီးကျူးပါလိမ့်မယ်ကိုအကကပါကိုနုပညာကိုနိုင်ငံတကာကိုချပြနိုင်တယ်ဆိုပြီးနိုင်ငံတကာလည်းခွင့်ပြုချက်ပေးပြီးတော့ဖြောပြင်းမှုတွေရခဲ့မှာဆိုရင်ကျွန်တော်ကအိမ်မက်တစ်ခုကိုမတ်အတူတူပဲပို့ပြီးတော့ဝမ်းတာမှာကျွန်တော်လိုချင်တာအဲ့အိမ်မက်ပဲကျွန်တော်ကသွားခြင်းနဲ့လာခြင်းနဲ့ နိုင်ငံတော်ကိုလည်းဖြောပြခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့မြမရင်ကျင်းမှုကဒီလိုကနိုင်ပါလားဆိုတာခြားပြခြင်းအဲ့လားဒီအဲ့ကြောင့်မသူတို့အမြဲတမ်းပြောတယ်အဲမင်းတို့တွေရင်ကျင်းမှုအကဟုတ်တယ်ဘာလို့တွေကသူဆိုလဲနိုင်ငံတော်ရွှေစိုးရထားတယ်ကျွန်တော်လည်းနိုင်ငံတော်ရွှေစိုးရထားတယ်ဒီကောင်လေးဆိုပြီးအခုစုတစိတ်ပြီးအီအော်တိုင်းမှာလည်းရတာဒါပေမဲ့မြမရင်ကျင်းမှုတွေကျွန်တော်တို့လည်းတတ်ထားတာပဲဒါအဲ့လားကိုမြမရင်ကျင်းမှုအမျိုးမျိုးထွင်ကားတိုင်းမှာဆိုရင်ကျွန်တော်တို့ကကဘာကိုကြုံဝမ်းနိုင်တယ်လို့ကိုကိုရည်ရတာပေါ့ဗျာကိုအိမ်မက်တစ်ခုတော့ရှိတယ်အဲ့လားကိုကျွန်တော်တို့ရောက်အောင်လုပ်နေတာ မိသားစုအာမိသားစုမှာညီကောင်6ယောက်ရှိရနော်မဲမိတော့6ယောက်မဲအင်အားတောက်တယ်နော်အဲ့ဒီ6ယောက်ကိုကျွန်တော်ပြပလိုက်အနုပညာလုပ်တာ5ယောက်ပါပါအနုပညာ9ယောက်တော့ပါတာအမဲစိုင်းသမားတွေပါတယ်လူရှင်တော်တွေပါတယ်မင်းသမီးတွေနော်မင်းသမီးဆိုလည်းမင်းသမီးတွေအမဆိုရင်အမ3ယောက်ဆိုမင်းသမီးမင်းသမီးညီလေးဆိုရင်တော့စိုင်းဆရာအဖေကိုလည်းပြပလိုက်ပါဦးအဖေကမင်းသားမင်းမေကမင်းသမီးမင်းသမီးအဲအကုန်လုံးမျိုးနွယ်တွေအဲ့လိုအဲ့လိုတွေအဲ့လိုမျိုးအာ အနုပညာကိုချစ်တဲ့အဖွဲ့ပြီးတင်ဆက်တဲ့ပြည်လာနဲ့ကိုတက်တဲ့အနုပညာလေးနဲ့ပြည်သက်ကိုချပြတဲ့ကျွန်တော်အခုတော်တော်များများကျွန်တော်ဆိုလိုင်းပေါ်မှာခဏခဏမေးခင်ရတယ်ကျွန်တော်အကောက်ဆို3 million ကျော်ကတော့အဲအကောက်ထဲမှာလာမင်းကကျွန်တော်အကတော့ဟာပြပြလိုက်မင်းကစက်ကလားဇက်လားအလားအလားမြန်မာယဉ်ကျေးမှုလားတပင်လားအမေတော့ကျွန်တော်တို့ကမြန်မာယဉ်ကျေးမှုနဲ့ใกล้ညီတဲ့အကတွေလည်းအရင်ထွက်ပြီးတင်ဆက်ပါတယ်ခင်ဗျာအချိန်ပိုင်းလေးမှာကျွန်တော်မင်းသားကျွန်တော်စားဖက်ပြဇာတ်နဲ့ခုနကဆိုရဲအာပြည်ကံပြောတယ်ဒီလိုရှင်ကျွန်တော်နေကြည့် ဒီကပြီးတော့ဝလက်ကလေးတွေကလည်းကပြီးပြိတိုက်တွေအားရပြီးအာကျင်းနေပြီဆိုတော့မှကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့တခြားထွင်ထားတဲ့အမှုပညာလေးကျွန်တော်ကချပြတာပါခင်ဗျာသို့တော်ညာလည်းပဲကျွန်တော်ကအာဗီဒီယိုရိုက်ပြီးအာမြန်မာရင်ကျင်းမှုမင်းသားလိုက်ကပါတယ်ဟလားအာကျွန်တော်ကမင်းသားလိုက်ကတော့ဒါလေးတော့ငါတို့မတင်တော့ဘူးဒီပကံများမွေတာလေးတွေအာဆန်ဆန်လေးတွေပြတ်တက်ရုပ်ကိုကျွန်တော်ကတင်လိုက်တာအမင်းသားဝတ်ဆိုရင်းနဲ့မကိုက်ညီပါဘူးကွာဒါကတော့ကျွန်တော်ဇက်တပင်ရင်းချင်းမှုမှာအာဒါတွေကပါပါတယ်ခင်ဗျာနော်ပါတယ်ပါတယ်မွန်ပြည်နယ်မွန် မောင်မင်းသားတွေလည်းပါဘာအမုတ်စိန်ကိုကတော့အုတ်လက်စိန်အုတ်ရှင်းစိန်ဒါတွေကသားတို့အုံမြုံအုံလွယ်တွေသူတို့ဆင်းတလာရေးမိုးပြင်းနဲ့မှာအဲ့လိုတွေကလည်းအခုဆိုရင်ဒီကောင်လေးတွေဆိုရင်ကျွန်တော်တို့ချိုးတန်းကလေးတွေကျွန်တော်တခါအင်တာဗျူးကြတော့ပေါ့ကျွန်တော်မကပြေဘူးဒါပေမဲ့ကျွန်တော်တစ်ပိတ်တည်းကကနေကနေအချိန်မှာလိုင်းပေါ်တင်လိုက်တာတော်တော်ကြိုက်ကြပါတယ်ဆိုကြတော့အဲ့လိုပေါ့ကွနဝိုင်းပြောကြတာအဲ့လိုတွေပေါ့အခုလည်းဒီမှာကျွန်တော်ပလာဟီတာလုပ်နေနေကျွန်တော်တို့ညီမဒီလိုပြောမယ်ငါငါမပြေဘူး မြန်မာမြန်မာမြန်မာမဲနာအင်းမဲနာလိုက်ကျွန်တော်ကလေကျွန်တော်ကရင်စကားတော်တော်မပြီးဘူးအဲမုံနဲ့ကရင်နဲ့ဆက်ထားတာမုံကရင်အဲ့ကြောင့်မို့လဲအခုနေတော့ EAW တိုင်းဆိုတော့ကျွန်တော်မှာသုံးမျိုးပြောလိုက်တယ်မုံကရင် EAW ဒီမင်းသားတကယ်တော့နေရက်ကစုံလာခက်ပါဟုတ်တယ်ကလာတကယ်တော့နောက်ဆုံးကျွန်တော်ဖြောပြေးခဲ့တာမန္တလေးပဲမန္တလေးမှာလည်းနေတာဟုတ် ဟုတ်ဘာဖြစ်ညီကိုလေးအခုလိုမျိုးဆရာဆရာကြီးကျွန်တော်တို့ရဲ့ဒါဒီကအနောက်ကကိုမွန်မန်ဆက်တာညီကိုလိုဖြစ်ပါတယ်ညီကိုလိုပဲဒီကျွန်တော်တို့ရဲ့အကျွန်တော်ဖြေဦးစီးထားတဲ့ဒီပရိုက်တာဖွဲလို့တက်နိုင်တဲ့နုပညာလေးနဲ့အင်အားလာဖြစ်ပြီးတော့ကျွန်တော်တို့အလူခံပေးရတဲ့အတွက်လည်းဝမ်းသာပေးဖြစ်မိပါတယ်ဝမ်းသာပါတယ်တောက်တယ်ဆိုပေမဲ့လည်းအဲ့ဒါတွေအခုမရှိတော့ပါခင်ဗျာရှိတော့မရှိတော့ဘူးအဲ့ကျအာဆက်လက်ဖြောပြသွားပါဦးမယ်ဖြောပြသမှုတွေလည်းအားပေးပါဦးဘာလို့လဲဆိုတော့အဲမိဘပြည်သူများဟိုဖူးချစ်တို့ကတာတွေကိုပေါ့နော်ဟို ဟိုပညာရှင်တွေကိုတော့ရှင်းပြီးတော့မကြည့်ပါနဲ့ကျွန်တော်ဆရာတစ်ပည့်တွေကကိုတက်တဲ့အမှုပညာတွေကိုခြားပြချင်လို့တော့ကျွန်တော်ကြိုးစားမှုတွေရောအသိမပြုပေးပါနောက်ပြီးတော့ကပြတဲ့အချိန်မှာလည်းအမားကြီးများရှိခဲ့မယ်ဆိုဖြစ်ပြီးတော့ကြည့်ပေးပါနော်ပြည့်စုံပြီးကြည့်ပေးပါ